ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်တန်နာထွန်းပါဟုတ်ပြီဗျာအသက်က40ပါဆရာကြီးအရွယ်ကောင်းနေတော့မေးရဟုတ်ကဲ့ပါဆရာကြီးဟုတ်ပြီမလေးရှားမှာပါတဲ့စားတောက်ဆိုင်မှာလုပ်ပါတယ်တဲ့အော်စားတောက်ဆိုင်ဆိုတော့အညွန်နဲ့တော့ဘယ်လိုမှကြေပါမလို့ဟုတ်ကဲ့ရှင်ဟုတ်ပြီဆရာကြီးရှင်နဲ့အခု2လလောက်အတွင်းနဲ့ကိုယ်အလေးချိန်တအားတက်လာပါတယ်တဲ့အဲဟုတ်ပြီအသားကိုယ်လေးချိန်တန် ဟိုဘယ်လိုခေါ်မလဲအသားရေကြည်ရမှာပေါ့နော်အင်းပေါ့ဟောဖြစ်တယ်သူကအသားရေကအဲ့မွဲမွဲကြီး၆လာတယ်တဲ့အဲမကောင်းဘူးပေါ့ဟုတ်ကဲ့ဆရာတက်လာတဲ့အသားတန်းတန်းရှင်းရှင်းသွေးတန်းတန်းနဲ့သွေးရနေအသားကူတော့သွေးတန်းတန်းနဲ့ဝါဖြူတိုင်းအသားကြည်ရမှာပေါ့ဟုတ်ကဲ့ဆရာသွေးကိုကသူကမတတ်မှုဖြစ်မယ်လေဟုတ်ကဲ့ဆရာမတတ်မှုဆိုတာသွေးမတတ်မှုဆိုတာသွေးထဲမှာကိုအဲ့လို အညီကြီးတခုရှိနေမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီကဘယ်ရရလဲဆိုအစားပဲရတာပဲဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အဲ့အစားဟိုသားပြင်ပါလို့ဟုတ်ကဲ့ပါဆရာကြီးเนาะဘာပြင်ရမလဲဆိုရင်အကြော်ဒီအဆက်ဒီရှောင်းမှာအပူတွေရှောင်းမှာအချင်းနဲ့အခါလေးကိုမျှတအောင်စားပေးစမှာလို့ဟုတ်ကဲ့ပါဆရာကြီးเนาะလိမ့်စီလေးလေးပဲလိမ့်ပါဟုတ်ကဲ့ပါဆရာကြီးတတဖြူတောင်တန်းကြီးတောင်တန်းကလေးကိုမလိမ့်ပါနဲ့တနခါကရမယ်လေးလိမ့်ပါ လိမ့်ပြီးတခါကြရမယ့်တကောတကောလေးရက်ပြီးပါဟုတ်ကဲ့ပါဆရာအဲ့ဒါလေးကစီဖြစ်ပါလိမ့်မယ်သမီးရဲ့လို့ဟုတ်ကဲ့ပါဆရာဟင်ဆရာကြီးဗီဒီယိုတွေတဲ့ကြည့်ပြီးတော့တဲ့ရေများများတောက်ပါတယ်တဲ့အဲ့ဒါဆက်တောက်ပါဟုတ်ကဲ့ပါဆရာဟင်ဝမ်တအားချုပ်တယ်တဲ့အင်းရေးလည်းပြက်တယ်တဲ့အဲ့ဒါတော့အလုံးသိပ်များတဲ့သူတွေကဝင်ကသွားကြည့်မိမယ်လို့ချုပ်ထားတာသွားကြည့်မပေးနိုင်ဘူးဟုတ်ကဲ့ဆရာဟင်အောင်းတာလဲပေါ်တယ်ဟုတ်ကဲ့ပါဆရာဟင်အောင်းရင်အောင်းနဲ့အောင်းမှများတဲ့အခါကျတော့ ဝင်ရချုပ်ထတာပေါ့ဟုတ်ကဲ့ပါဆရာချုပ်ပြီးစမင်းဖြစ်တတ်တယ်ဟုတ်ကဲ့ပါဆရာနော်အဲ့ဒါတော့စင်ကြရမယ်လို့ပြောတာဟုတ်ကဲ့ပါဆရာအခုတဲ့ရုပ်မွဲချောက်သွားတာမွဲချောက်လာတာကိုကြောက်လို့ပါတဲ့ဟုတ်ပြီဟုတ်ကျေးဇူးတင်ပါတယ်ဆရာရှင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။မွေးချောက်တာကိုမွေးချောက်တာကိုကြောက်လို့ပါတဲ့။အော်မကြောက်ပါနဲ့လို့နော်။ဟုတ်ကဲ့ပါဆရာကြီး။အခုပြောတာလေးပြင်လိုက်လို့ရှိရင်တိတာတက်တာတော့မှာပါလို့။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။ကောင်းပါပြီဗျာ။